ပြည်ထောင်စုဝန်ကြီးခင်ဗျာခုလိုလိုကျွန်တော်တို့ DVB ကိုလေတည်တက်သွေးဆုံမြင်မြခွင့်ပြုတဲ့အတွက်ကျေးဇူးတင်ကြောင်းပရမကရဝပြုပြောကြားလိုပါတယ်ခင်ဗျာကျွန်တော်တို့ကလည်းကြိုးစားပါရခင်ဗျာကျွန်တော်မြန်မာနိုင်ငံမှာပေါ့လေဝန်ကြီးဌာနမျိုးစုံရှိတာပေါ့နော်ဒီဝန်ကြီးဌာနတွေထဲမှာဟိုတချို့ဝန်ကြီးဌာနကတော့စီးပွားရေးနဲ့မသက်ဆိုင်ပေါ့လေအဲ့တော့ဒီအကြံပြင်းပေါ့ဒီမြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ဒီစီးပွားကုသန်းဝန်ကြီးဌာနဘယ်လိုခန့်ခန့်နာပါလဲဆိုတော့နည်းနည်းရှင်းပြပေးလို့ရမှာတော့ဟုတ်ပါတယ်ကျွန်တော်တို့အစိုးရဖွဲ့တဲ့နေပါကြစ်ကြစ်လေးလေးနဲ့ဖွဲ့ရတဲ့အကြောင်းစီးပွားရေး အဲဒီတိုးတဲ့ပုံမျိုးဆိုရင်ဝန်ကြီးဌာနတိုင်းကတော့အရေးကြီးတာပါပဲဒီအထူးသဖြင့်တော့ကျွန်တော်တို့စီးပွားရေးနဲ့ပတ်သက်လာရင်တော့အခွန်အောက်တို့ဝင်ငွေတို့တစ်ဖက်ကနောက်တစ်ခါနေ့စဉ်ရောကုန်စည်ကိစ္စတို့တွင်းကုန်ပုတ်ကုန်ဆိုတော့အများသတင်းစာတွေပါတာတော့စီးပွားကူးသန်းဝန်ကြီးဌာနနဲ့စီမံပါဏဝန်ကြီးဌာနဆိုတော့ဒီဝန်ကြီးဌာနအရေးကြီးသူဖြစ်နေပါတယ်ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ကျွန်တော်လည်းအဲ့လိုတားလဲပါတယ်တမန်တွေတို့လည်းလေ အခုဒီ NLD အစိုးရအခုအာဏာရလာတာတနှစ်ကျော် ပြီပေါ့နော်တနှစ်ခွဲလောက်ရှိပြီပေါ့နော်ဆိုတော့အကြမ်းဖျင်းပြောနေကြတာကဒီ NLD အစိုးရဟိုတောင်းပြီးတဲ့ချိန်မှာတူတက်ပြုတ်ဘောနော်အကောင့်ဘက်ကတူတက်ထားတယ်အများရှိပါတယ်တိုးတော့စီးပွားရေးကဏ္ဍမှာတော့အားနည်းတယ်လို့ပြောကြပါတယ်ဒါဒီဒေါ်အောင်ဆန်းစုကြည်ကိုတိုင်ကလည်းတချို့နေရာတွေမှာထုတ်ပြပြောဆိုတာရှိပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဝန်ကြီးနေတယ်ဘယ်လိုအမှတ်ချက်ပေးချင်မှလဲခင်ဗျာဟုတ်ပြီကျွန်တော်တို့အစိုးရတက်လာတဲ့ခါကျတော့စီးပွားရေးကဟိုတုံ့တော်တော်ရှိပါတယ်ဥမာစိုက်ပျိုးဆိုရင်တော့ပုံမတိုးတက်တော့လာရှိပါတယ် အခုမှတခါလေကိုတစ်တော့ဆိုရင်ကျွန်တော်တို့ကတစ်တော့မြက်ကာကွယ်ထိန်းသိမ်းတို့ကြောင့်ပုတ်ကုန်ကိုကျွန်တော်တို့ကတစ်ပုတ်ကုန် short charter ရှိပါတယ်ဂက်ဆာလည်းကျွန်တော်တို့ဟလာကပဈေးကွက်ကဂက်ဆာတန်ဖိုးက20 35ကျောင်းကြောက်သွားတဲ့ကြောင့်ဟုတ်တယ်မနေ့ကဆိုရင်1.5ဘီလီယံပို့လို့ရောတော့လားဟုတ်ကဲ့အဲ့တော့ NDI ဆိုရရဲ့စီးပွားရေး policy ကဘယ်လိုရှိလဲပြအဲ့ဒါရှင်းပြပြလို့ရမလားအဲကျွန်တော်စီးပွားရေး policy ကအဓိက7ချက်ရှိပါတယ်7သူအချက်အတိုင်းဟိုလည်းသူအရေးကြီးတာရှိပါဥပမာပရမချက်ကတော့ ဒီဒီတိုင်းပြည်ဘန္နာကိုရှာဖွေတုံးဆွဲတဲ့နေမှာပြည်သူဘန္နာရေးစနစ်စောစီမံခေါင်းကောင်းတာလုပ်ပါတယ်။အာဒီစူပါကူတန်ဘက်ကကြည့်မယ်ဆိုရင်တော့အဓိကပြနံပါတ်1ကဒီစီဝိုင်းလုပ်တဲ့နေရာမှာပုဂ္ဂလကန္တာဒီရှင်ပြိုင်မှုအားပေးရေးဆိုကျွန်တော်တို့ကလိုလက်ဆက်ရှိမှာအပေးတောင်းထုတ်လို့မအောင်ရောင်းဝယ်မှုမှာပေါ့ပြည်တွင်းရောက်မှာပုဂ္ဂလကန္တာလိုလက်ဆက်ရှိမှာပေးထားတာရှိပါတယ်။အဲနောက်ထပ်ကကျွန်တော်တို့ကလုပ်ငန်းလုပ်တဲ့နေရာမှာအလုပ်ကံရရှိရလဲအဓိကဖြစ်တယ်။နောက်တစ်ချက်ကကျွန်တော်တို့ဒီမြန်မာနိုင်ငံအဓိကအဖြစ်တော့လေယာဉ်နဲ့ ဒီကျွန်တော်တို့အသေးစားဆက်မှုလုံးအများစုတော်တော်လေယာဂန္ဓာတိုးတဲ့ဖွံ့ဖြိုးရေးကိုကျွန်တော်ဆက်မှုနဲ့ခြေဆက်ပြီးလေယာဂန္ဓာအဲခြေဆက်မှုဆိုတာရှိပါတယ်နောက်တစ်ခါကျွန်တော်တို့ကဒီလုံငန်းလုပ်တဲ့နေရာမှာလူသားရင်းမြစ်ဖွံ့ဖြိုးတိုးတဲ့ဆိုတာလူသားရင်းမြစ်တိုးတဲ့ဖွံ့ဖြိုးဒီအချက်တွေကဒီမှာဆွေးနွေးချက်တွေမှာအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီစီဘွားကူတန်းဝန်ကြီးဌာနအနေနဲ့ဝန်ကြီးရဲ့ဥဆောင်မှုအောက်မှာနော်အကောင့်ထဲပေါ်နေတဲ့စီမံကိန်းတွေလုံဆောင်ချက်တွေကဘာလဲဆိုတာကို ပြန်လည်ဆင်ပြလို့ရမှာခင်ဗျအဲကျွန်တော်စစ်ဘွားကုလသမဂ္ဂဝန်ကြီးဌာနတော့အဓိကအဖြစ်တော့မြန်မာမြန်မာနိုင်ငံမှာကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်အဲအဓိကအဲတာဝန်ဆောင်ရွက်တဲ့ဝန်ကြီးဌာနဖြစ်ပါတယ်တိုးတော်လဲစစ်ဘွားကုလသမဂ္ဂဌာနရဲ့ဒါကနေကုန်သွယ်မှုတိုးတက်ဖွံ့ဖြိုးဆိုရင်ထုတ်လုပ်မှုကဏ္ဍတို့အဲဆက်သွယ်ရေးကဏ္ဍတို့လိပ်ပို့ဆောင်ရေးကဏ္ဍတို့အခြားကဏ္ဍတွေချိတ်ဆက်ရတာရှိတာဘန်လို့ပါလို့ねအဲချိတ်ဆက်ရရှိတဲ့ကြောင့်ကြောင့်ဒါဒီလိုဟာမျိုးချိတ်ဆက်နိုင်မှာတိုးတဲ့ပုံပြမှာရှိပါတယ်ကျွန်တော်တို့နေကတော့စစ်ဘွားကုလသမဂ္ဂဌာနကတော့ အဓိကအဖြစ်တော့ပို့ကွန်သွင်းကုန်လုပ်ငန်းမှာကျွန်တော်အဓိကပြဆောင်တာရှိဘာကြောင့်လဲဆိုတော့ဒီပို့ကွန်သွင်းကုန်ကအဲအစိုးရရဲ့ဒီဒီအခွန်ကောက်ဝင်ကအဓိကကြတာဖြစ်တယ်အဲပြည်တွင်းကထိုးလို့မပို့ချင်တော့နိုင်ငံသားရောဝင်မှုဆိုတာရှိပါတယ်ဒါပို့ကွန်လုပ်ငန်းမှာကျွန်တော်အဓိကထားပြီးတော့အဲဒီဈေးကွက်ရှာဖွေရေးတို့အဲကျွန်တော်ပို့ကွန်လုပ်တဲ့နေမှာဖြစ်ချောမှုတို့ဒါတွေလုပ်ပါတယ်အဲနောက်တစ်ခုကလည်းကျွန်တော်တို့အနေနဲ့ဒီထိုးလို့သူများနဲ့ဝန်ကြီးသူများသတင်းချက်လက်ရအောင်ဖလှယ်ပေးတာရှိတယ် အဲနောက်တစ်ခုကကျွန်တော်တို့ကဒီမှာစီပွားကူးသားများအခြားလောက်ရတာလည်းရှိပါတယ်ဥပမာဆိုရင်ကျွန်တော်တို့ဒီအဲအထူးစီပွားဇုံများအာကျွန်တော်တို့ဇုံသုံးခုရှိပါတယ် special economy ဆိုတာအဲဒီလိုဝါရဲ့ကြောက်ဖြူဒဝဲဒါဒီဇုံသုံးခုကျွန်တော်တို့လုပ်ဖို့အတွက်ကျွန်တော်စီပွားကူးသားဝန်ကြီးဌာန focus point ဖြစ်ပါနောက်တစ်ခုကကျွန်တော်တို့က public counter ဖွံ့ဖြိုးတိုးတက်တဲ့ committee ဆိုတာရှိပါတယ်ဒါဒုသမတ်တက်ကဥဆောင်တာဒီမှာလည်းကျွန်တော်တို့စီပွားကူးသားဝန်ကြီးဌာနကအဲ focus point ဖြစ်တဲ့အတွက်ကြောင့်ဒီဒီထုတ်လုပ်မှုက ကုသရောင်းမှာပုဂ္ဂလကရာဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျွန်တော်တို့အဓိကစာပြေလေးစားဆောင်တဲ့အကြောင်းဒါရှိပါတယ်ကျွန်တော်ဟုတ်ကဲ့မြန်မာနိုင်ငံကဟိုပေါ့ပုတ်ကုန်တဲ့ twin ကုန်ကပုံများနေတယ်လို့ပြောတာရှိတယ်လေဆိုတော့အဲ့ဒါဟုတ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဗျအဲမနေ့ကဆိုရင်ကျွန်တော်တို့လာအဲ့ဒါပုတ်ကုန်က7ဘီလီယံလောက်ရှိပါတယ်အဲ twin ကုန်က16ဘီလီယံလောက်ရှိပါတယ်အရင်ကကျွန်တော် တွေ့ခဲ့တဲ့အတွေ့အကြုံရဆိုလို့ရှိရင်နိုင်ငံခြားကဝယ်ယူမှုနိုင်ငံခြားဈေးကွက်မှာအပြောင်းလဲဖြစ်သွားရင်အကြောင်းမျိုးမျိုးကြောက်ပေါ့လေကျွန်တော်တို့မှလာပြီးတော့ရိုက်ခတ်မှုတွေရှိကြတယ်ဥပမာဆိုလို့ရှိရင် site ပြိုးနေကြသီးနှံတွေအရင်နှင်းကတော့ပို့ကုန်မှာအကောင်းရတဲ့ဒီနေ့မှာအသုံးခွန်ဆဲစားလိုက်တယ်ဒါပေမဲ့အဲ့ဒါဒီနေ့မှာကြာဈေးကွက်ပြောင်းရတဲ့ဒါဒီတိုင်းမျိုးလေးကြီးကြဖြစ်တယ်ဆိုတော့ဒါမျိုးခြေတွေဘယ်လိုသုံးသပ်ပြလို့ရမလဲပြီးတော့ဝန်ကြီးဌာနအနေနဲ့ဒါမျိုးခြေတွေမှာဘယ်လိုမျိုးဟောပေါ့ဥဆောင်မှုပေးပြီးတော့မှဒီဟာကနေပြီးတော့ကျော်လှားလို့ရအောင်ကုနေပေးနိုင်တာရှိပါလေခင်ဗျဟုတ်ပါတယ်ဒါကတော့ဟို layer site ပြည့်ဝအခြေခံနိုင်ငံအဖို့ကတော့ ဒီဟာကလေယကန္တာရဲ့သဘောတော်ဟာဒီပြဿနာဟာအဲတွေ့ကြုံရပါတယ်ကျွန်တော်တို့ကတော့ဒါကိုဖြေရှင်းဖို့ဆိုရင်ကျွန်တော်တို့ကနံပါတ်1ပြည်တွင်းမှာအထုတ်လုပ်မှုဟိုတိုးတက်ပရိုတဂျီတက်အောင်အထုတ်လုပ်စိတ်နေအောင်ဆိုတော့တစ်ဖက်ကအဲစူးစမ်းလို့တစ်ဖက်လည်းတည်ပို့ဆင်ကျော်နေအောင်ဒါကျွန်တော်တို့ကလန်တရာကိုတော်ဆန်ကောင်းအောင်လည်းစူးစမ်းပန်းလုပ်နေရှိပါတစ်ဖက်ကလည်းကျွန်တော်တို့ကဈေးကွက်တစ်ခုကိုခုကျွန်တော်တို့ဆိုရင်ကျွန်တော်တို့ကလာအင်းနေချင်း အဲတရုတ်တို့ထိုင်းတို့အိန္ဒိယတို့ဈေးကွက်ကအဓိကမိခိုးနေတဲ့ခါကြတော့ကျွန်တော်တို့ကဒီဈေးကွက်ပုံမူရရှိခြင်းအပြင်ကျွန်တော်တို့ရဲ့အဲသီးနှံမြောဈေးကွက်ကြေကြေပြန်ရောင်းဆိုကျွန်တော်တို့ ਨੇ ဒါဥရောပတို့ဒီဒီအရှေ့ဥရောပတို့အထူးသဖြင့်တော့အိန္ဒိယတို့ဂျပန်နဲ့ကိုရီးယားတို့ဈေးကွက်တိတ်တွေပို့ကြကျွန်တော်တို့အဲရှားပေးတာရှိပါတယ်နောက်တစ်ခါကျွန်တော်တို့လည်းဒီပို့ကုန်ကိုခုနကျွန်တော်တဘာဝလေယာကန္တာတဘာဝပြည်စီအရင်းမြောက် ိုးတာတဲ့ကျွန်တော်တို့ကဘယ်လိုအထက်သဘောဖြစ်အောင်လဲကျွန်တော်တို့ဒါစပြီးလုပ်နေတဲ့အတွက်ကြောင့်ဒါတော့ရည်ရှိကြည့်မယ်ဆိုရင်တော့ဒီအလားလာကောင်းတဲ့သဘောတည်းရှိပါတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာလာနေတဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုတချို့ကပေါ့နော်တချို့ပညာရှင်တွေထောက်ပြတာက အလို့အကံရရှိရေးဆိုတဲ့ labor intensive investment တဲ့တကယ့်ကိုငွေရင်းသားကြီးတယ်အလို့ရရှိကံမှုကတိတ်မရှိဘူးအဲ့တော့ capital intensive investment တွေဖြစ်တယ်လို့ပြောကြပါတယ်အဲ့တော့ခုနဝန်ကြီးပြောခဲ့တဲ့ဒီအထူးစီးပွားရေးဆောင်တုံ့ခုမှလာရောက်ရင်းနှီးမြှုပ်နှံမဲ့ရင်းနှီးမြှုပ်နှံမှုမျိုးတွေကအလို့ကံရရှိအခွင့်အလမ်းဘယ်လိုမျိုးအထောက်အကူပြုနိုင်မလဲဗျတော်ပြီလောလောဆယ်ကျွန်တော်နှစ်ပိုင်းပြောလို့ရပါတယ်ဥမာကျွန်တော်တို့ဒီအထူးစီးပွားဆောင်များတော်ွယ်ကြောက်ဖြူဒီတီလဝါဆောင်ကိစ္စပေါ့သူကရင်းနှီးမြှုပ်နှံကြီးပါတယ်သူကဒီရောလည်းခင့်မိတဲ့ အဲလုပ်ငန်းတွေဖြစ်တဲ့ကြောင့်ဒါနည်းပညာတော့ဆုံးသွင်းတဲ့ကြောင့်အလုပ်ကံရရှိမှုကတော့ဒါကျွမ်းကျင်တဲ့အလုပ်ကံပုံမူရရှိတာပေါ့လေအောက်ပါလေးပါအများလေးနည်းပါတယ်အဲသို့တော်လည်းခုကျွန်တော်တို့တစ်ဖက်ကလာတဲ့ရင်းနှီးမှကြည့်မယ်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဥမာဆိုရင်ထကြုံလုပ်ငန်းတို့ရေရွက်လုပ်ငန်းတုတ်တဲ့လုပ်ငန်းတို့ process လုပ်ငန်းတွေဆိုရင်ဒါတွေကအလုပ်ကံပေးနေတဲ့လုပ်ငန်းတွေပါဒီခါလေးကျကျွန်တော်တို့ကဒီရင်းနှီးမျိုးတွေကိုဖိတ်ခေါ်တဲ့နေရာမှာတစ်ဖက်ကအလုပ်ကံရရှိရေး export တိုးတက်ရေးဆိုပေမဲ့လည်းသူလာတဲ့လူတိုင်းကိုကျွန်တော်တို့ကစစ်ဆေးပြီးတော့လက်ခံတဲ့သဘောရှိတဲ့အခါကျတော့အဲကျွန်တော်တို့လိုရင် target တွေကလည်းရီမန်းချက်တွေကမရတာဖြစ်ပါတယ်။တိုးတော့လည်းကျွန်တော်တို့ဒီအထူးသွားဇုံများဖွံ့ဖြိုးလာမယ်ဆိုရင်တော့ဒီဆောက်ရေးလုပ်ငန်းတွေစက်မှုလုပ်ငန်းတွေဆိုရင်အလုပ်ကံတော့ ပုံမရရှိလာမှာဖြစ်ပါတယ်ရရှိမှာတော့အဲ့လိုပေါ့လေအဲ့လိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ဆက်ဆက်ပြီးဖြစ်နေပြဿနာတစ်ခုကတဘာပတ်ဝန်းကျင်ပြည့်စုံမှုတွေကျွန်တော်မှရှိခဲ့ကြတယ်အခုတည်းတတုထူပေါ်လုပ်ငန်းတို့တစ်တော်လုပ်ငန်းတွေမှာဖြစ်ခဲ့ကြတာရှိတယ်အခုစီးပွားရေးအထူးဆုံးတွေမှာလာရောက်ရင်းနှီးမြှုပ်နှံတဲ့ဟာတွေရောဒီလိုမျိုးကျွန်တော်တိုင်းပြည်ရဲ့တဘာပတ်ဝန်းကျင်ဒိန်ဒိန်ရေးပြောဒေတာမှရှိရဲ့နော်ဒီပြည်သူတွေရဲ့နော်လူနေမှုဘဝကိုမထိခိုက်ရေးဆိုတော့အဲ့ဒါမျိုးတွေအတွက်မဖြစ်အောင် စီမံကိန်းချမှတ်ဆောင်ရွက်နေတာများရှိပါသလားဗျ။အဲရှိပါရခင်ဗျာ။ဘာကျွန်တော်ဟိုတုန်းကဒါကျွန်တော်သိရပြန်လေတထုလုပ်ငန်းတို့ဟိုဟိုမြေဆုံဒိန်းတို့အစသဖြင့်ကိုနိုင်ငံပဲလှုပ်လို့ဆယ်တွေပဲလှုပ်လို့နိုင်ငံခြားရင်းနှီးမြှုပ်လှုပ်လို့အခါတိတဲ့ခုနပြောတဲ့အခါတိတဲ့တူချောင်ရှိရပဲတဘောပေါင်းခြင်းအပျက်စီးထိခိုက်တာတို့နော်ပြည်တွင်းကရွှေတူးပေါ်တို့ကျောက်စိမ့်တူးပေါ်တို့စသဖြင့်အဲဒါတွေကခါသီးတွေအတွေ့အကြုံမှာအဲ့ဒါမဖြစ်အောင်ကျွန်တော်တို့ကတော့အလေးထားပြီးဆောင်ရွက်ပါတယ်။တစ်ဖက်က ်နိုင်ငံခြားလုံးနဲ့ကုမ္ပဏီမှာကျွန်တော်တင်းကျပ်တော့ဒါဆွေးနွေးညှိနှိုင်းမှုလုပ်တယ်နောက်တစ်ခါဒေသဆိုင်ရာပြည်သူများနဲ့ကျွန်တော်ဖွင့်ဝင်ဆွေးနွေးပါတယ်ကျွန်တော်တို့ဥမာကြောက်ဖြစ်ဆုံးနဲ့ဖြစ်သီလောနဲ့ဖြစ်ဖြစ်ဒဝဲနဲ့ဖြစ်ကျွန်တော်တို့ဘာမှလျှော့ချက်မရှိပါဘူးအဲဒေသဆိုင်ပြည်သူများနဲ့အပွင့်လဲဆုံးဆွေးနွေးပြီးတော့ဒါကျွန်တော်တို့အလုပ်ကံပုံမှန်ရရှိရေးအခုနာသဘောပေါင်းကြောင်းမထိခဲ့ရေးဆိုတဲ့ကျွန်တော်တို့ကတော့အဲကြိုးစားပါနာလိုက်ပြီးဆောင်းနေတာရှိပါတယ်ဥမာ ဒီလိုပါဆိုရင်ဒါကျွန်တော်တို့ကောင်းမွန်တဲ့အလားအလာကောင်းရှိပါတယ်ဟုတ်ကဲ့ကျွန်တော်မြန်မာနိုင်ငံရဲ့ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းကဒေသတွင်းနိုင်ငံနဲ့နှိုင်းရှင်လိုက်တော်တော်ကိုဟိုနှိမ့်ချနေတဲ့အနေထားမှာရှိတယ်ကျွန်တော်မြင်နေခရီးသွားလာတဲ့ဥရေရတဲ့တော်နေတဲ့အင်ဂျင်ထိုင်းနိုင်ငံနဲ့ဆိုရင်ဆယ်ဆလောက်ကွာလို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့အဲ့ဒီဟိုတယ်နဲ့ခရီးသွားလုပ်ငန်းကိုနှိမ့်တက်လာပြီးတော့မှအလုပ်ကံရရှိရေးဖန်တီးဖို့အတွက်ရောအစိုးရ policy ချမှတ်ပြီးလုပ်ဆောင်နိုင်ပြီးရှိပါလားဗျဒီကျွန်တော်တို့မှာကျွန်တော်ဌာနနဲ့ဆိုရင်ကျွန်တော် national export strategy ဆိုတာရှိပါတယ်အဲ့ဒီ strategy မှာဆိုတော့ကျွန်တော်တို့သီးနာ ခုနှစ်မျိုးနဲ့ဂီးသွားလုံငန်းရာဘာလုံငန်းတိုးတဲ့ဖွံ့ဖြိုးကိုအထူးသဖြင့် community tourism သဘောလောက်တာကြီးဒါလည်းဂီးသွားအများစုဆိုင်တော့အနည်းပါပါမဖြစ်ဖို့ကကျွန်တော်တို့မှာကအဓိကတော့လမ်းမဆက်သွေးရေး infrastructure အားနဲ့တာရှိတာလေအရေးတို့လျှက်စစ်တို့အားနဲ့တာရှိပါနောက်တစ်ခုလည်းကျွန်တော်တို့ဖွင့်ပေးနိုင်တော့ကျွန်တော်တို့ဖွင့်ဖို့လိုပါတယ်အဲတရုတ်ဘက်ကလည်းသူဒါကျူဒီအတွင်းထိဖွင့်ပလဲဖို့ဒါတောင်းဆိုတာရှိပါတယ်ထိုင်းဘက်ကလည်းသူတို့ဒီဒဝဲကိစ္စတို့ဒီဘက် ဟိုဒီဟွာဘောဗျာကျွန်တော်တို့ KM ပြည်နယ်တိအိန္ဒိယဘက်ကလည်းအဲ့လိုကျွန်တော်တို့ဟိုတောင်းဆိုတာရှိပါခဲ့ပြီကျွန်တော်တို့ကနောက်ဥရောပအဲနိုင်ငံနိုင်ငံကြီးတွေခီးသွွားလုပ်ငန်းဒါတော့တိတ်မျောလင်းကြတာတိတ်မရှိဘူးကျွန်တော်တို့ကအိန္ဒိယနိုင်ငံတွေတရုတ်တို့အိန္ဒိယထိုင်းတို့နဲ့ဒီတင်ကြဒေတာတွေမှာခီးသွွားလုပ်ငန်းဖွင့်ပေးမယ်ဆိုရင်ကျွန်တော်တို့ခီးသွွားလုပ်ငန်းတော့အလားအလာရှိတဲ့လုပ်ငန်းတရက်နေတော့ကျွန်တော်တို့ကမျောလင်းတာဗဒါလို့လဲကျွန်တော်တို့ဒီဇိုင်းတော့အားပေးနေပါတယ်ဟုတ်ကဲ့ အခုနေပြည်တော်မှာပေါ့လေဒီဂျွန်6ခုရဲ့တွင်မှာဒီမြန်မာ investment forum ဆိုပြီးတော့မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအလားအလာရှိတဲ့เนาะကုမ္ပဏီတွေဖွဲ့စည်းတွေနဲ့မြန်မာနိုင်ငံကအတောင်ရှိတဲ့ဖွဲ့စည်းတွေကူပေါင်းပြီးတော့ forum လုပ်နေကြတာပေါ့လေအဲ့လိုလုပ်တဲ့ forum ကမြန်မာနိုင်ငံမှာတော့နိုင်ငံခြားလာရောက်ရင်းနှီးမြှုပ်နှံမှုတွေဘယ်လိုမျိုးအခက်အခဲတာအထောက်အကူပြုတ်နိုင်တယ်လို့ဝန်ကြီးအဲတုံ့ပြန်ပြလို့ရမှာလဲခင်ဗျာဟုတ်ပါတယ်ဒါအထောက်အကူပြုတ်နိုင်မြန်သူကလည်းစိတ်ဝင်စားလို့လာလာရောက်ပြီလေးလာသဘောအဲ့လို forum မျိုးတွေကတော့ အဲဒါပုဂ္ဂလလုပ်ငန်းရှင်များအသင်းဖွဲ့များသူတို့ဒါသူတို့အခါလုံးတော့ရှိဥပမာဆိုရင်အဲမြန်မာနိုင်ငံကုန်တဲ့ဆက်မလို့မှအသင်းချုပ်တို့ဆန်စပါးအသင်းတို့ပဲအသင်းတို့ဟိုငါးအသင်းတို့စသဖြင့်သူတို့လိုင်းလိုက်သူတို့လာနိုင်ငံကကလုပ်ငန်းချာဖိတ်ခေါ်ပြီးတော့ဆွေးနွေးပွဲလုပ်ရခုလဲဒါသူတို့ဒီရင်းနှီးမြှုပ်နှံ society ကနေပြီးတော့သူတို့နိုင်ငံကအာသူတို့ပုဂ္ဂလကဆက်ကနေပြီးလုပ်တဲ့တော့ဒါမိတ္တန်ကျွန်တော်တို့ကကြိုးစွားမယ်လုပ်ငန်းမှာဒါမျိုးဆိုရင်ကျွန်တော်တို့အစိုးရကိုမြစ်တဲ့အခါကျွန်တော်တို့ကတော့ သင်တော်တော့ဒါဝင်ရောက်ဆွေးနွေးညှိနှိုင်းဖို့ဘာဝတည်င်းချက်လက်ဒါပြောဖို့ကျွန်တော်တို့မှာတော့ဒါပူပေါင်းဆုံးအမျက်ရှိပါတယ်ဒါလည်းကျွန်တော်တို့မှာလည်းအခုပြောစရာရှိပါတယ်ဥမာအာရင်းနှီးမြှုပ်နှံဥပဒေအသစ်တို့နောက်တကဒီကုမ္ပဏီမှာပေါ့နေအသစ်တို့အနောက်ဖြေလျှော်မှုတို့ဆိုတော့အများကြီးလှုပ်ထားတဲ့တကြောင်ဒါကျွန်တော်တို့ဘက်ကလည်းဒါတို့နိုင်ငံခြားဒါရောက်စိတ်ဝင်စားတဲ့လုပ်ငန်းရှင် message ပေးဖို့ကျွန်တော်တို့ရှိပါဒါတော့ public ကနေအစိုးရနဲ့အပူပေါင်းဟိုဒီလိုလုံနိုင်မယ်ဆိုရင်ပုံမကောင်းမှနဲ့ ဒါကျွန်တော်တို့အခြေလက်တွေဟိုရရှိနိုင်မှာဝန်ကြီးပါမြဖြစ်ဆက်ပြောချင်တာရှိပါသေးလားခင်ဗျာဖြစ်ဆက်ပြောချင်တာတော့ခုလိုလာရောက်ပြီးတော့ဒါဒါဒါမင်းမြတ်တဲ့ကျွန်တော်တို့ကအင်တန်ဂျီစုတင်ပါတယ်ကျွန်တော်တို့မှာလုပ်တဲ့နေရာမှာတော့တချို့ဘိုင်းနေရာကျွန်တော်တို့တတ်နိုင်မြာလုပ်တာရှိတယ်နောက်တော့ကကျွန်တော်တို့ဥပဒေနည်းဥပဒေကိုကျွန်တော်တို့ကဒါဖြည့်ချင်းရုံးကန်လှုပ်ရှားနေရှိပါတယ်နောက်တော့ကကျွန်တော်တချို့ကိစ္စတွေကအဲကျွန်တော်တို့ကိုယ်တိုင်မသိနိုင်ပါဥပမာဆိုရင် logistic ကိစ္စ lumber ဆက်သွေးကိစ္စဘယ်လိုဖြစ်နေဆိုတာကို အဲတီးဖို့ဆိုရင်ကျွန်တော်တို့နိုင်ငံအဖွဲ့အစည်းတွေမြစ်တရားခံပြီးတော့ကျွန်တော်တို့ကဒါကူညီလေ့လာပြီးတော့လေ့လာဆန်းစစ်တာရှိပါတချို့လူငန်းတွေကလေ့လာဆန်းစစ်ကြတိပါတယ်အဖြေတိပါတယ်အဖြေရဖို့ဆိုရင်ကျွန်တော်တို့က capital တို့ financing တို့ technology ဆိုတာလိုအပ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲကျွန်တော်နိုင်ငံစီးပွားရေးကိုခုနဟိုတုန်းကတော့အမျိုးမျိုးကြောင့်အတွင်းရလဲလိုအပ်ပါမယ်ခုကကျွန်တော်တို့ကအဲအင်ဒီဂျင်နိုင်ငံများနဲ့နိုင်ငံတကာဆင်းမြဲမှာကျွန်တော်တို့ရဲ့အဲဒီဒီစီးပွားရေးရင်းနှီးမြှုပ်နှံပူးပေါင်းဆောင်ရွက်ကျွန်တော်တို့ကလုပ်တာရှိအဲ့တော့ကျွန်တော်တို့ကလည်း လုပ်ငန်းလုပ်တဲ့မှာဟိုနိုင်ငံတော်မှာအဖွဲ့အစည်းမှာကျ WTO ကမ္ဘာဘဏ်လို့ ADB လို့ဒါမျိုးနဲ့ဆက်ဆက်သလိုတစ်ဖက်ကလည်းကျွန်တော်တို့က community development partner ဖြစ်တဲ့ဒါ JICA တို့ဂျပန်ကကိုရီးယားတို့ကိုရီးယားတို့ UK8 တို့ OCA8 တို့ဥရောပတနိုင်ငံများနဲ့တကြမိတ်ဆွေနိုင်ငံများနဲ့ဒါပူးပေါင်းကြတော့အခုနေလောက်ကန်ဆိုတဲ့အကြောင်းတော့အဲကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်မှုနဲ့ကတော့လာလာအများကြီးကောင်းပါတယ်မျိုးလဲချက်တွေအများကြီးရှိပါတယ်ဟုတ်ကဲ့အခုလိုကြကြပြပြဆွေးနွေးရှင်းပြပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ ဟုတ်ပါတယ်အခုလိုလာတော့ကျွန်တော်လည်းကျွန်တော်ကျေးဇူးတင်ချစ်ပါတယ်